နေစာကြည့်ဖို့အဓိကအဲ့တော့ဆင်မတို့ဒီနေ့ဘာသွားမလဲဆိုလို့ရှိရင် proposition ဆိုတာသွားမှာနော်အဲ့တော့ proposition ဆိုတာဒီမြန်မာလိုအဓိပ္ပာယ်ကိုဆင်မတို့ဘယ်လိုခေါ်လဲဆိုရင် we back လို့ခေါ်တယ်ဒါဆိုရင် we back ဆိုတာဘယ်လိုမျိုးလဲ we back ဆိုတာကတဲ့သူကနံသို့မဟုတ်နံစာသို့မဟုတ်ကရိယာအဲ့ဒါတွေကိုဆင်မတို့ဆက်ဆက်ပေးတာဥပမာအချိန်ဆိုရင်အချိန်ကိုဘာလဲဆိုတာကိုဖော်ပြပေးတာနေရာဆိုရင်နေရာကိုဘာလဲဆိုတာကိုဖော်ပြပေးတာအဲ့လိုမျိုးဆက်ဆက်ပေးတဲ့စကားလုံးကိုဘာလို့ခေါ်လဲ we back ဆက်ဆက်ပေးတဲ့စကားလုံးဘာလို့ခေါ်လဲ we back စပြီဒါဆိုရင် proposition လို့ပဲကျွန်တော်တို့မှတ်မှန်မြန်မာလိုကျွန်တော်တို့တရားသင်တာမဟုတ်ရကြောင်မလို့အင်္ဂလိပ်လိုပဲမှတ်မယ်အင်္ဂလိပ်လိုဘယ်လိုဖော်မလဲ proposition အဲ့တော့ proposition မှာသုံးတဲ့နေရာ၄ခုရှိသုံးတဲ့နေရာဘယ်နှခုရှိ၄ခုရှိပထမတစ်ခုက place တဲ့ place ဆိုတာဘာလဲနေရာနေရာ အခုဘယ်နေရာမှာလဲဘယ်နေရာမှာလဲဒါကိုညွှန်းညင်တယ်ဆိုရင်ကျမတို့က place ကိုသုံးတယ်အဲ့တော့ place ဆိုတာဒီ in in လေးစမယ်မြန်မာလိုလေးပြောပါအောင် in ဆိုပါလဲ yeah အဲအထဲမှာ in ဆိုတာပါလဲအထဲမှာ on ဆိုတာပါလဲအပေါ်မှာဒါလေးတော့သိဖို့လိုပါတယ်အပေါ်မှာ88မှာမှာအဲ့မှာ ATS ဆိုတာဒီနေရာအတိအကျကိုကျမတို့ပြောခြင်း ATS လေးနဲ့သုံးတယ်နော် ATS ဆိုတာဗာလဲနေရာအတိအကျကိုညွှန်းခြင်း ATS နဲ့သုံးနောက်တစ်ခု under အောက်မှာအောက်မှာသိဖို့လိုပါတယ်ဒီတွင်းလေကြာအဲဂျာမာတို့မဟုတ်အလဲနှစ်ခုရဲ့ဂျာမာပီဒရင်းလို့သုံးမှာနော်ဟုတ်လားပီဆိုင်ပီမာပီမာအဲ့တော့ပြန်ပြောပါမယ် a o ma at ma and a ma between ja ale beside be ma obi အဲ့တော့ကျွန်မကဒီ place နဲ့သက်ဆိုင်တဲ့ဆမောက်ပြောမယ်ကျွန်မက sentence လေးစောက်ပေးဟုတ်ပြီနော် sentence လေးစောက်ပေးငါကရန်ကုန်မှာ i live in ရန်ကုန်သူတို့ကမန္တလေးမှာ they are in မန္တလေးဒါပဲဟုတ်လားငါတို့ရဲ့အိမ်ကငါတို့ရဲ့ inga pane shopping mall chare ma. Our house, our house, is, house is, 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 between the supermarket, between yeah. the supermarket yeah. and the yeah. bank. Between that, though, is tomorrow A N D L E. That's all. Hola, submit your name. Submit your job. My mother it is a baby. Very good. Yeah, no. Hello, Lelangkala. လွယ်လေးနော်လွယ်လွယ်လေးနော်ဟုတ်လားအဲ့တော့နေရာကိုညွှန်းကျင်ရင်ဒီစကလုံးလေးသုံးရတယ်အများကြီးရှိသေးတယ်ဒါဆံမကဟိုလွယ်ရာလေးတွေပဲအရင်သွားအောင်မနော်ဟုတ်လားအဲ့တော့ပြန်ပြောမယ် place ရာဒီပါလဲ A အထဲမှာအဲ့တော့နေရာကိုညွှန်းတာ O အပေါ်မှာကဲဒါဆိုရင်ကြောင်လေးကခုံပေါ်မှာ The cat is on the table ဟုတ်လားနေကငါနှလုံးသားထဲမှာကွာ You are in my heart. You are in my heart. အဲ့မျိုးတော့မပြောနဲ့နော်ဟုတ်လား။ဒါကြောင့်မပေါက်ကြရတဲ့နေဖြစ်နေ။ Okay နောက်တစ်ခု time. Time ဆိုပါလဲအချိန်။အချိန်။ဒါဆိုရင်အချိန်အကြောင်းကိုပြောချင်ရင်ဒီစကားလုံးလေးသုံးရပါတယ် before လေးမြန်မာလိုလေးပြောဟေ့။မတိုင်းမီမတိုင်းကြီးမတိုင်းမီ after ဆိုတော့ဒီနာဒီနာဂျူရင်းဆိုတော့အတော်အတွင်းအဲဇင်းအတွင်းအတော်အတွင်းဆင်းဆိုတော့ กระเด้งဆင်းဆိုတာกระเด้งလို့ပြောတာအဲ့တော့ sink ဆိုတာဒီသူ့ရဲ့နောက်မှာ အချိန်ကိုလိုက်ကိုလိုက်ရမယ်เนาะအချိန်ကိုပြောတာဟုတ်လားနောက်တစ်ခု until ဟုတ်တိုင်းအောင်တိုင်းအောင်ဟုတ်လားကဲဒါဆိုရင် before တို့ after တို့ during တို့ since တို့ until တို့ ਨੇ အဲ့ထဲမှာမဆင်မက during လေးသုံးမယ် during လေးသုံးမယ်ကျွန်တော်ຫນွေຍາທີ່ຈ້ອງໄປແຍມມາ ချောင်းသာကိုသွားခဲ့တယ်။ June the summer holiday we go June the summer holiday ကိုနောက်ဆုံးမှထားမယ်။အဲ့တော့အချိန်ပြပုတ်ဒီရှည်ဆုံးမှလည်းရတယ်နောက်ဆုံးမှလည်းရတယ်။နေရာတော့မရဘူးနော်ဟုတ်လားအဲ့တော့ During the summer holiday I want to the beach. ဒါမှမဟုတ်လို့ရှိရင် during the summer holiday ဟိုးနောက်ဆုံးကိုပို့ဘယ်လိုပြော I want to the beach during summer holiday အဲ့လိုပြောလိုက်ရတယ်။ ဲ့တော့ jury ဆိုတာဒီပါလဲအတော်အတွင်းကိုပြောတာရရနော်ရရနော်